အလုံးမဲမင်္ဂလာပါအခုဒီချဲလုတ်ပြမဲ့ပန်းအတွက်ကိုလေပလဲလုံးလေးလိုမယ်နော် ပလဲလုံးလေးဒီလိုမျိုးပလဲလေးလိုပါမယ်ပြီးတော့ရင်အခုပဇင်းကောင်းဒီဘက်ဆိုလို့ရှိရင်သူကအခုဒါဂွင်းဘက်ကိုလုတ်ပြမှာဂွင်းဘက်ဆိုရင်ကျိုးကို14လက်မလိုပါမယ်ကောင်းဒီဘက်ဆိုလို့ရှိရင်18လက်မပေါ့နော်လိုမယ်အခု14လက်မကျိုးကိုဒီချဲဒီမှာနှစ်ခေါက်ခေါက်ပြီးတော့လေးစိတ်ကျေတီခွင်းနေကွင်းထားလိုက်တယ်နော်ကျေတီခွင်းကွင်းဟိုဘက်ထုတ်ဒီဘက်ထုတ်အချီအပြပေါ့နော် ကွဲနှားလိုက်တယ်ကျေတီကွင်းလေးရပြီဆိုလို့ရှိရင်ပလဲလုံးလေးတွေကိုလာပြီးတော့တီဝါမှာပါ သူ့ကိုဒီမှာထည့်ပြီးတော့အထဲထည့်ပြီးတီဝါမယ်အဲ့တော့ပလဲလုံးမှာဒီမှာအပေါက်ကလေးတွေပါတယ်လေအခုဒီမှာဒီအပေါက်ကလေးတွေကိုပါ သူ့ထည့်ပြီးတော့တုပ်ဝါမှာဒီလိုမျိုးဒီမှာ အကောဝင်လာတယ်ပြီးအထဲကပလဲကိုပါတီဝါမှာနော် အဲ့ဒါကိုပလဲခိုင်အောင်တော့တည်နော်ဒါကြာရှော်ရင်းဖွင့်နေပလဲတွေပြုတ်ကုန်လို့ရှိရင်ကိုလို့ထားတာမခိုင်ဘူးလည်းဖြစ်ကုန်မယ်ပန်းနေလည်းပုတ်ပြက်ကုန်မယ်အဲ့တော့သူ့ကိုဒီပလဲအပေါက်ကလေးကိုပဲနှစ်ချက်လောက်သုံးချက်လောက်အချီရောင်တူလေးတုံးနော်ဒီအစိမ်းဆိုလို့ရှိရင်အချီအစိမ်းရောင်တူတာလေးကိုတုံးပါဒီချက်မှာတော့အရင်သိပ်မတူဖြစ်နေတယ် အဲ့ဒါကိုအခုဒီမှာဒီလိုမျိုးလေးဒါပလဲရဲ့နေရာအရင်ထိုးလိုက်တယ်เนาะအပေါက်သေးအရင်ထိုးလိုက်တယ်ထိုးပြီးသွားပြီဆိုလို့ရှိရင်ねအခုဒီမှာဒီပလဲရဲ့ဒီအောက်ခြေလေးကိုလည်းတစ်ခါဒီလိုမျိုးလာပြီးတော့တုံမယ်ဒီလိုမျိုးလေးအဲ့တော့ကိုတုံမဲ့နေရာလေးကိုတန်းပြီးတော့ဒီကျဲတော့မထိုးသွားဘူးအခုဒီမှာခြီထွက်နေတဲ့နေရာဒီခြီလေးထွက်နေတဲ့နေရာကက်ရက်အကကိုပြန်ထိုးထိုးပြီးမှကိုတုံမဲ့နေရာလေးကိုအကကိုဘေးကိုလာထွက်လိုက်တာခြီ ပိတ်ထဲမှာဖြောက်ပြီးသွားလိုက်တာတခါတန်းထိုးလို့ရှိလေခြေပေါ်မှာဆိုလို့အကိုထိုးကျင်တဲ့နေရာအချီရရောက်သွားပြီရောက်သွားပြီဆိုတော့မှအခုဒီမှာသူ့ကိုဒီလိုမျိုးလေးပူးကင်ပြီးတော့ခုနတီချဲပေါ်သလိုဟိုဘက်ဒီဘက်ထိုးမယ်ပလဲကိုအခုဒီမှာဟိုဘက်ဒီဘက်ခိုင်းနေတိတက်သွားမယ်၃ချက်၄ချက်လောက်ထိပေါ့နော်ခိုင်တဲ့ထီကိုတုတ်ပါ ဒါဆိုရင်ပလဲ3တလုံးရသွားပြီပလဲကဒီကျဲတော့3လုံးထည့်မယ်အဲ့တော့ခုနတော့ကလှုပ်တယ်လို့ပဲသူနောက်ထပ်တလုံးတစ်ခါထပ်ပြီးတော့လာထည့်မယ်နော်ခလဲထဲမှာပလဲထဲမှာဖြစ်တဲ့အတွက်အကူခလဲကိုအရင်ဝင်ပြီးတော့ပလဲပါလာထည့်ပြီးတစ်ခါတည်းထပ်တုပ်သွားမယ်အဲ့တော့ဒီပလဲအပေါင်နဲ့ ီဘေးကိုလည်းတုံမယ်ခုနလှုပ်သလိုပဲเนาะပလဲအပေါက်လေးကိုလည်းတစ်ခါတုံပြီးမှဒီအောက်ကိုလည်းတစ်ခါနာတုံမယ်နှစ်ခါသွားမယ်เนาะခိုင်စီခြင်းနဲ့အတွက်ကြောင့်မို့လို့အထက်ထက်တုံသွားမှာပါပလဲပေါက်သေးကိုအရင်ထိုးထိုးပြီးသွားပြီဆိုရင်ခုနတော့လှုပ်သလိုပဲချီဖြောက်ပြီးတော့ ပလဲရဲ့အောက်ခြေတစ်ခါပြန်သွားထိုးမယ်အဲ့တော့တမ်းမထိုးနဲ့ခြေလေးပေါ်သွားမှဆိုလို့ဘေးရကြည့်လိုက်ရင်တီတော့မတိတအောင်နော်ဒါပေမဲ့အိမ်မတိတာလားလေးကိုပဲခြေကိုဖြောက်ခဲလိုက်မယ်ပိုလောကတက်ရက်နေအောင်လို့လေနော်အဲ့တော့ပလဲအောက်ခြေမှာတစ်ခါထပ်ပြီးတော့တုံမယ်ခုနတော့လှုပ်တယ်လို့ပဲနှစ်ချက်သုံးချက်ပလဲနှလုံးရပြီဒီပုံစံအတိုင်းပဲနောက်ထပ်တစ်လုံးတစ်ခါထပ်ထည့်မယ်ပလဲကိုအလုံး၃လုံးတီမယ် ခုဒီမှာပလဲသုံးလုံးတုတ်ပြီးသွားပြီအချစ်တုတ်တဲ့ခါကြလို့ရှိရေဒါအလှဘတ်နော်အပေါ်ဘတ်နာလေးကပ်ပြီးတုတ်နော်ဒါမှသာဒီယာလေးကစီမှာပါတကယ်လို့လေကိုတုတ်တာအပေါ်မရဘူးအောက်ဘက်ကိုပို့ပြီးအာတန်နေတယ်ဆိုလို့ရှိအပေါ်ကလေဒီနှစ်ခုကမစီပဲဟနေလိမ့်မယ်နော်ပလဲကလေကိုကြိုက်တဲ့အရွယ်စားအောင်သုံးလို့ရတယ်နော်အဲ့ဒီအရွယ်စားသုံးတာတွေပါတွေကပြီးွားရင်ပြပြပြီးမှပြန်ပြီးတော့ခုဒီမှာပလဲကိုသုံးလုံးသုံးသွားတယ်သုံးပြီးွားပြီဆိုလို့ရှိရင် ်ချီကိုတကယ်ဖြတ်လိုက်တယ်မဖြတ်လည်းရတယ်နော်မဖြတ်ပဲနဲ့ပိုတဲ့ဟာအခွေခွေအောင်မှာဖြတ်ပြီးသွားရင်လည်းအခုဒီမှာဒီပလဲတည်ထားတဲ့ဒီအရင်ကနေပြီးတော့မှကျိုးကိုတကယ်ကလေးလက်မချန်ပြီးတော့ပိုတာလေးတွေကိုညှက်ပြစ်လိုက်မယ်ပြီးတော့ရင်ဒီကျိုးနဲ့ချောင်းပို့တဲ့ဟာကိုအခုဒီမှာဘဲဘက်ကျော်ဘဲဘက်ချမ်းလှည့်ပြီးခွေမယ်အပြင်ဘက်ကိုပေါ့နော်ဒီခွင်းရှိတဲ့ဘက်ကိုလှည့်ခွေမယ်ဒါကဒီဘက်ကိုလှည့်ခွေမယ်အခွေလေးတွေခွေသွားမှာနော် အဲ့တော့အခွေရခွေတက်ပြီးသားအဲ့တော့ခွေဝါမယ်တစ်တစ်လေးလေးလေးနှစ်နာနေခွေမနော်ခွေပြီးွားရဲ့အဲ့ဒီအခွေကိုအချစ်အပြောက်ပဲသွားမှာနော်အဖင်နဲ့မထည့်ပါဘူး ီးရင်အဲ့ဒီအခွေကိုအချီအပြောက်၄ပတ်လေးလံအပေါင်းလက္ခဏာလိုက်ပြီးတော့တုံမယ်နောက်ဘက်ကိုလင့်မယ်၄ပတ်လေးလံတုံမယ်အချီပြောက်ဒီဘက်လေးလံတုပ်တုပ်ပြီးသွားပြီဆိုလို့ရှိရင်ချီကိုဖြတ်လိုက်မယ်တချမ်းခွေပြီးပြီဒီဘက်အချမ်းလည်းထပ်ပြီးခွေမယ်နော် အဲဆိုရင်ဒီဘက်ချမ်းအခွေလေးလည်းခုနလိုပဲခွေလိုက်တယ်ခွေပြီးတော့ပြီဆိုရင်အချီအပြောက်တုတ်တယ်တုတ်ပြီးဒီနှစ်ခွေကိုလည်းဟိုဘက်ဒီဘက်ခိုင်းနေအောင်တစ်ခါနှစ်ခွေတစ်ခါထပ်ပြီးထိုးတုတ်တယ်နော်အဲဆိုရင်သူကဒီလိုမျိုးလေးဖြစ်သွားပြီဒါအခုဂွင်းဘက်ချမ်းကခေါင်းဘက်ချမ်းကလည်းလောက်ပါအင်းကြီးတထဲစာငါးစုံပြရမယ်အဲ့ဒီမှာအကြီးသေးလေးကိုပြပြမယ်နော်အခုဒါတကယ်တီအတိုင်းထွားနေလောက်သွားတာပလဲကို ကြီးကြီးထည့်လိုက်ရတယ်เนาะတချို့ပလဲကိုအကြီးကြီးပြူးပြူးကြီးကြိုက်တဲ့သူရှိတယ်အဲ့ဒါဆိုရင်ပလဲအကြီးကိုထည့်ပါနောက်တစ်ခုကသုံးလုံးမဟုတ်ဘဲနဲ့နှလုံးပဲကြီးကြီးထည့်ရင်လည်းရတယ်အသေးသုံးလုံးထည့်လိုက်ရတယ်အဲ့လိုမျိုးကိုကြိုက်တယ်လို့ထည့်ရတယ်ဒီအခွေအခုဒါတချို့လေးလက်မခွေသွားတယ်ဒီထက်သေးချင်သေးလို့သုံးလုံးမပဲခွေလိုက်ရတယ်ပလဲအကြီးထည့်ပြီးတော့ဒါငါးလက်မလောက်ခွေလိုက်မယ်ပလဲကိုကြီးလိုက်တယ်အခွေလည်းနည်းနည်းကြီးလိုက်တယ်အဲ့လိုလုပ်လိုက်ရတယ်ကိုကြိုက်တဲ့ site ကိုလုပ်လို့ရတာပါเนาะပန်းနေကိုအကြီးသေးအတူရောကိုလိုတူလိုလုပ်လို့ရတယ်เนาะအဲ့တော့ နှုတ်ကြည့်ပါလို့ပြီးအိစာလေးပြပြပေးပါနော် အားလုံးမအစဉ်မြေကြပါစေရှင်